အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအုပ်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမိုက်ပုံအောက်ကဘက်ကအဖက်ဆေးနေထိတန်သွားခဲ့ပြီဆိုတဲ့သတင်းနဲ့အတူနောက်ဆက်စီကုံတွယ်မှုမှာရုရှားရဲ့ခရီတိုစတုံးကဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအဆုံးတည်တဲ့ဘောအနေနဲ့အမိုက်ပေါ်အောက်ကဘက်ကအဖက်ဆက်ရေးနေတီတန်သွားခဲ့ပြီးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အမိုက်ပုံတွေကိုဘစ်ကွန်ပေါင်း၈000ပါဝင်တဲ့ဟာဒရိုက်ကြီးလွန်ပြစ်လိုက်မိတဲ့ဆရာသမားဂျိဟိုဝဲရဲ့ဇလန်ကတော့တကယ်ကိုနေထီတန်သွားခဲ့ပါပြီ။ဒေါ်လာ686မီလီယံဘို့အထိတန်ဖိုးရှိတဲ့ဘစ်ကွန်တွေကိုအမိုက်ပုံမြေလန်ရှာဖို့အတွက်မြို့အုပ်ချုပ်ရေးအဖွဲ့ကိုသွားတစ်ခါ၆တလဲနဲ့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့အခုတော့ UK တရားရုံးစနစ်ကပါဂျိဟိုဝဲတရားအမိုက်ပုံမြေလန်ရှာမယ့်အစီအစဉ်ကိုတားမြစ်လိုက်ပါတယ်။ ဒါကြောင့်တကယ်လို့ဟိုဝဲတရားအတင်းချက်မြေလံဖို့စူးစမ်းမယ်ဆိုရင်ရာဇဝဲမှု PPP ပြင်ကြီးကျိုးလွန်လိုက်တယ်လို့ဖြစ်သွားမှာပါ။ဒါပေမဲ့လည်းဟိုဝဲဟာဆော်ဝဲအင်ဂျင်နီယာတယောက်ဖြစ်လို့နောက်ပိုင်းမှာဟိုဝဲရဲ့ project တွေမြင်လာရနိုင်ပြီးအမိုက်ပုံအောင်ကြောင်းနေတဲ့ Bitcoin တွေကိုတော့ထောင်ရနှုတ်ဆက်လိုက်ရတော့မှာဖြစ်ပါတယ်။တကယ်တော့ဒီကိစ္စဟာသူ့ကြောင့်ဖြစ်ခဲ့တာမဟုတ်ပဲသူ့ရဲ့ရည်စားဟောင်းက Bitcoin တွေပါတဲ့ hard drive ကိုမှိုင်းလွန်ပစ်ခဲ့မိတာဖြစ်လို့ crypto bro တွေလည်း ိုယ့်ရဲ့ခရစ်တိုတွေကို hardware wallet တွေဖြစ်ဖြစ်တခြား device တွေမှာပဲဖြစ်ဖြစ်တင်ထားမိတယ်ဆိုရင် secret ကိုတိကျမှတ်ထားသင့်ပြီးကိုယ်နဲ့အတူတူနေသူတွေကိုလည်းတွေ့ရရင်ရှောင်မလွန်ပြမိဖို့မှာထားတယ်ပါတယ်တကယ်လို့ဒါ device ကြီးလဲလုံပြခံလိုက်ရတယ် safe rate လဲပျောက်သွားတယ်ဆိုရင်32ပုံမှာကဲအစိုးဆုံးလူသားဖြစ်သွားနိုင်တာကြောင့်တတိထားကြစီခြင်းပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါင်စာစီကုန်သွယ်မှုမှာရုရှားရဲ့ crypto စသုံးလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ရုရှားကတော့ crypto တွေသုံးပြီးစတင်ချက်ပြုတ်ပါပြီ။ US နဲ့တကွာအနောက်အစိုးရစန့်ရှင်းတွေကိုရှောင်ရှားနိုင်ဖို့အတွက် cryptocurrency တွေကိုအသုံးချဖို့ကြံစည်နေကြတာဟာ2023ခုနှစ်တည်းကဖြစ်ပြီးအခုတော့ဒီ agency တွေရဲ့ဒစိတပိုင်းကိုအကောင့်ထဲပေါ်လာပါပြီ။တရုတ်အိန္ဒိယနိုင်ငံတို့နဲ့လောင်စာဆီကုန်တရမှာ cryptocurrency တွေကိုငွေပေးချေမှုတရက်အဖြစ်အသုံးချလာပြီးဖြစ်ပြီးအထူးသဖြင့် Bitcoin နဲ့ Ethereum တွေကိုရုရှားလောင်စာဆီလုပ်ငန်းတွေဘက်ကအတုံးများလာပါတယ်။ BTC နဲ့ ETH ပြည့် stable coin တွေကိုလည်းအသုံးချလာတာတွေရှိပေမဲ့ USDT ထုတ်တဲ့ data လို company တွေဟာဥပဒေတွေအောက်ကလက်ပတ်ရတဲ့ centralized platform တွေဖြစ်တာကြောင့်တန်ရှင်ချိုးဖောက်မှုမှာပါဝင်နေတဲ့ USDT တွေကို freeze လိုက်လို့ရနိုင်တာမျိုးတွေရှိပါတယ်။ဒါကြောင့် Russia အနေနဲ့ဗဟိုထိန်ချုပ်မှုအနည်းဆုံးဖြစ်တဲ့ BTC နဲ့ ETH တွေကိုပိုအသုံးချလာနိုင်ပြီးအခုချိန်မှာလောင်စာ C ကိုပဲ crypto အသုံးအရအဝယ်လုပ်နေပေမဲ့နောက်ပိုင်းမှာတခြားကဏ္ဍတွေရဲ့ကုန်သွယ်မှုပိုင်းတွေမှာပါ crypto အသုံးချမှုပုံမြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင်တရုတ်အိန္ဒိယတို့နဲ့တင်တာမှာကပဲ BRICS အတွင်းမှာပါခရစ်တိုအသုံးပြု ကုန်တယ်မှုတွေရှိလာနိုင်ပါတယ်အခုချိန်မှာလဲရုရှားအစိုးရဟာခရစ်တိုကာရန်စီနဲ့ပတ်သက်တဲ့ဥပဒေအပြောင်းအလဲတွေအများကြီးလှုပ်လာနေပေမဲ့အစိုးရနဲ့လူနည်းစုတစုကသာခရစ်တိုတရားဝင်သုံးခွင့်ရှိမဲ့ဥပဒေတွေဖြစ်နေသေးပြီးတာမန်ပြည်သူလူထုကြမှာတော့ခရစ်တိုတရားဝင်ကြကြပြတ်ပြတ်အတုံးချနိုင်ခွင့်မပေးထားသေးပါဘူး ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တဲ့တင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။